မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ငလျင်ဘေးတန်တင်ပြည်သူတွေအတွက်နိုင်ငံတကာကနေလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတာဟာနတ်ဆက်ကအစိုးရအပေါ်နိုင်ငံရေးအရာအတိအမှတ်ပြုတဲ့သဘောထားမျိုးမတက်ရောက်ဘူးလို့ဗိုလ်မှူးကြီးခွန်အုပ်ကာကပြောဆိုလိုက်တဲ့သတင်း။အင်းဒီချင်းနိုင်ငံတွင်နဲ့ဆက်ဆံရေးမြင့်တင်သွားမယ်လို့တရုတ်သမ္မတရှီကျင့်ဖင်ကပြောဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလျင်ဘေးတန်တဲ့ပြည်သူတွေအတွက်နိုင်ငံတကာကနေလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတာဟာနောက်ဆက်ကအစိုးရအပေါ်နိုင်ငံရေးရအတိမတ်ပြုတဲ့သဘောထားမျိုးမတက်ရောက်ဘူးလို့ NCA ထိုးထားတဲ့ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံကငလင်ဘေးဒဏ်တင်ပြည်သူတွေအတွက်နိုင်ငံတကာကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတာဟာနာဆာကအစိုးရကိုနိုင်ငံရေးအရာအတိမတ်ပြုတဲ့သဘောထားမျိုးမတက်ရောက်ကြောင်း NCA ထုတ်တဲ့ဘူမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCAS ကဥက္ကဋ္ဌဘူမျိုးကြီးခွန်ကာက CNN တရင်ထဏာကိုပြောပါရတယ်။အဲ့ဒီပြင်နိုင်ငံတကာကအကူအညီဝင်ပေးတာဟာလူသားချင်းစာနာမှုပေါင်းတွင်းမှာပဲရှိပြီးနာဆာကအစိုးရကိုတရားဝင်မှုပေးခြင်းနိုင်ငံရေးအရာအတိမတ်ပြုခြင်းဆိုတဲ့သဘောထားမတက်ရောက်ကြောင်းသူကပြောပါရတယ်။ ဒီမူလကနိုင်ငံရေးရည်ကြဲရအဆန့်ကျင်ပေမဲ့ငလင်ကြတော့လူသားချင်းစာနာမှုဆိုင်ရာပြဿနာဖြစ်လာတယ်။အခုလက်ရှိအုပ်ချုပ်နေတဲ့လူရဲ့မူဝါဒ policy တွေကခုဒီလူသားတွေခံစားရတဲ့ငလင်တန်းကတခုဖြစ်လာတော့ခွဲပြီးတော့ကြည့်ရင်ဒီနိုင်ငံသားတွေခံစားရတဲ့ငလင်တန်းကိုတော့နိုင်ငံတကာကူဝတ်လိုလာတယ်။အဲဒီလိုကူညီခြင်းကလူသားချင်းစာနာမှုပေါင်းတမ်းမှာပဲရှိပြီးတော့အဲ့ဒါကတရားဝင်မှုကိုပြည့်တယ်။နော်နိုင်ငံ ေးရအပြင်မှာပြုတ်တယ်ဆိုတော့သဘောကတော့အတိုင်းဝင်ရောက်လို့မရှိဘူးလို့တော့ကျွန်တော်ယူဆတယ်။အများပြင်းတော့ကုညီပေးတဲ့နိုင်ငံတွေတုံးကကျုံပြီးတော့ပြောတာလည်းရှိပါလား။ဒါဒီလိုကုညီတာလူသားချင်းစာနာမှုနောက်အဲ့ဒီပေါ်မှာဟာလား political recognition ပေးတဲ့သဘောမျိုးမဖြစ်စေရဘူးဆိုတဲ့ယူတော့ကျုံတဲ့စီကံပတ်မှချက်နဲ့ဝင်ပေးတဲ့အတိုင်းပြည်တယ်လည်းရှိပါလေ။အဲ့ဒါကြောင့်အဲ့ဒီလိုလူသားချင်းစာနာမှုထောက်ကူတွေဝင်ပေးတဲ့အပေါ်မှာနိုင်ငံရေးအပြင်မှာပြုတ်သွားတဲ့သဘောတော့မရောက်ဘူးလို့ကျွန်တော်ယူဆပါတယ်ဗျ။ နိုင်ငံတကာတန်တမာအရေးကြွန့်ကျင်သူတွေကတော့ NASA ကအနေနဲ့ငလင်ပေးနိုင်ငံတကာရဲ့အကူအညီရရှိမှုကနေနိုင်ငံရေးရတရားဝင်မှုကိုရရှိအောင်ကြိုးပမ်းတင်ကြောင်းနိုင်ငံတကာတန်တမာလမ်းကြောင်းကိုဖွင့်နိုင်ဖို့ကြိုးပမ်းတင်ကြောင်းထောက်ပြကြပါတယ်။မြန်မာနိုင်ငံမှာအထွေထွေရေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုစ်တမ္မတလူကာရှန်ကိုနဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်လာမယ့်ရေကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့နိုင်ငံရေးပါတီတီထောင်ဝင်ကိုမေလ9ရက်နောက်ဆုံး ံးထားလျှောက်ရမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ် AB ရှေ့ရမှာကြေညာခဲ့ပါတယ်။တကယ်လို့ရွေးကောက်ပွဲကိုမကျင်းပရင်နာဆကအစိုးရဆက်လက်အုပ်ချုပ်နေမှာဖြစ်ကြောင်းတိုင်းပြည်အနေနဲ့လည်းဆက်လက်ဒုက္ခရောက်နေမှာဖြစ်ကြောင်းကိုနိုင်ငံတကာကသုံးသပ်လာနိုင်ကြောင်းတိုင်းလန်ရှန်နီမြို့သားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ကဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်။ တော့ဒါချက်ကျင်လာသူတို့ကအပိုင်းပေါ့နော်အခုလက်ရှိမြေချင်းအောင်မြို့ကနေမှကျန်လုတ်တယ်ဆိုတာကိုတပောင်းကဖန်တီးပေးလို့ဖြစ်တော့ပေါ့နော်သူကလက်ရှိမြေစီရအောင်တော့သူစူးစမ်းရတော့ကြာပြီဒါမှဒီငရင်ကြီးလောက်ွားတဲ့ခါကျပုံကြီးမှအချိန်မြန်မြန်နဲ့ဒီဘက်ကိုတီမပြူလာကြသဘောလေးတွေဖြစ်လာတာပေါ့နိုင်ငံကြီးတွေအနေနဲ့ကလည်းတုံတမိလာလေးတွေရတော့ခြေကောင်းရှိမှာပါဒီရွေးကောက်မမလို့ဘူးဆိုရင်ဒီအစိုးရတက်ဆိုးရှိနေဦးမှာဆက်ပြီးမှာဒီမှာသူကဆက်ပြီးဒုက္ခရောက်နေဦးမှာရွေးကောက်ပွဲရလာပြီဆိုရင်ရောက်လာပြီဆိုရင်တော့ဒီအစိုးရပြုတ်ပြတော့အိမ်မှာနောက်ပြန်လာမယ်အစိုးရအနေနဲ့က စကားပြောလို့ဆိုဆွေးနွေးညှိနှိုင်းလို့ရလာပြီပေါ့ဗျာ။ဒါနဲ့နိုင်ငံတကာကလည်းတုံ့တက်မှာပါ။တကယ်လို့ရွေးကောက်ပွဲကမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့လက်ရှိနောက်ဆက်ကဆိုတော့တက်ဆိုးရှိပြီးမှမြန်မာပြည်သူတွေပုံပြီးမှပုံပြီးမှမဲ့ဒုက္ခရောက်လာမှုရှိပါတယ်။ ငလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကလှူဒါန်းဖို့ခရီးပြုံးဝင်အမေရိကန်ဒေါ်လာ63တန်းရရှိထားကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA အကြီးအကဲတွန်ဖလက်ချာက2025ခုနှစ် AP 6ရက်နေ့မှာနာဆာကရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံစဉ်ကပြောကြားခဲ့ပါတယ်။အဲဒီလိုပဲအမေရိကန်ကလည်းဒေါ်လာ6တန်းမြန်မာငလင်ပေးကိုကူညီမှာဖြစ်ကြောင်းကြေညာထားသလိုအမေရိကန်၊ဂျပန်၊ဩစတြေးလျ၊အိန္ဒိယတို့ပါဝင်တဲ့ Quad ကလည်းမြန်မာငလင်အတွက်ဒေါ်လာတန်း30ထောက်ပံ့မယ်လို့ခရီးပြုထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့စစ ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့စီးပွားရေးကြဆင်းမှုပြန်လည်ဦးမော်ရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပဖို့မှမလွယ်ကူတော့ကြောင်းထောက်ပြကြပါရစေ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာပို့ကုန်တွေကိုအခွန်54ရာခိုင်နှုန်းစီးကျပ်လိုက်တဲ့အတွက်အထည်ချုပ်လုပ်ငန်းတွေမှာပုံမှုအခက်တွေ့နိုင်တယ်လို့စီးပွားရေးပညာရှင်တွေကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာပို့ကုန်တွေကို အခွန်54ရာခိုင်နှုန်းရှိကြမဲ့အတွက်တခြားပို့ကုန်ခန်းနာအပြင်အထည်ချုပ်လုပ်ငန်းတွေမှာပုံမှုအခက်တွေ့နိုင်တယ်လို့စီးပွားရေးပညာရှင်တွေကစီးရင်တဲ့တင်းဌာနကိုပြောပါရယ်အမေရိကန်သမ္မတဒိုနယ်ထရန့်ကဧပြီ2ရက်ကကမ္ဘာနိုင်ငံအသီးသီးပေါ်ကိုကောက်ခံမဲ့အခွန်နှုန်းထားတွေကိုတိုးမြင့်လိုက်ရမှာမြန်မာနိုင်ငံလည်းပါဝင်ခဲ့တာပါအဲ့ဒီလိုအခွန်စီးကြမှုအပါအဝင်ငလျင်ဘေးကြောင့်ရှိနေပြီသားယင်းဒီမြုပ်နှံမှုတွေအနေနဲ့ရုန်းကန်ရမယ့်အနေအထားရှိကြောင်းတခြားသောယင်းဒီမြုပ်နှံမှုအသစ်တွေဝင်ရောက်လာဖို့မျှော်လင့်ရခက်ကြောင်း စိုက်ပျိုးရေးနဲ့စီးပွားရေးအကြံပေးကိုစုံမင်းနိုင်က CNN သတင်းဌာနကိုပြောပါရယ်အခုလည်းလက်တလောပေါ့နော်ဒီ Trump ကနေပြီးတော့မှဒီ American သမရနေပြီးတော့မှဒီ tariff တွေပေါ့နော်သူရဲ့အခွန်ကုန်သက်ခွန်တွေကိုပြင်းလိုက်နေတယ်မှာဒီမှာဒီလည်းပါတယ်ဒီမှာဒီလည်းပါတဲ့အခါကျတော့ဒီ April ကိုရင်းရင်းနေစမှာလာမသိဘူးအဲ sorry ဒီ April လာတယ်ချင်တယ်အဲ့တော့သူရဲ့ဟိုဟာကဘယ်လိုဖြစ်နေလဲဆိုတော့အခုအထည်ချုပ်တွေဒုက္ခရောက်နေလို့ တန်ထွက်နေတာပေါ့နော်အထည်ချုပ်တွေဒီမှာမြန်မာကတခုဘရန်ဒ်ညာညာမှာထုတ်တာအများကြီးမှာအဲချုပ်တာပေါ့ချုပ်ပြီးတော့မှပြန်ပို့ရတာလေဆိုတော့အဲ့ဒါအကောင်ကားတွေမြင်လာပြီဆိုလို့ရှိရင်ဒီမှာအထည်ချုပ်ဆက်ရုံညက်တင်နေမှုကစပြက်ပနာတက်ပေါ့ဆိုတဲ့အခါကျတော့ရှိနေပြီးသား investment နေတော့မှဒီလိုမျိုးကုန်သွယ်ပေါ့ပေါ့ထိတ်သွားပေါ့နော်ထိတ်သွားကြောင်းမလို့ဟိုတော်တော်လေးကိုစက်ကြလို့ရမယ့်အနေထားဖြစ်နေတဲ့အခါမှာနောက်ထပ် investment ရောက်လာဖို့ဆိုရင်ဟာတော့မလွယ်တော့ဘူးပေါ့နော်ဒါမဲ့တစ်ခုရှိရတာကတော့ ဒီနာဖာတာဥက္ကဋ္ဌကပြီးရုရှားနဲ့ဘလူးကိုတော်တော်ကဒီတချို့ဟာလေးလက်မှတ်ထိုးခဲ့တာလေးရှိရပေါ့နော်ဆိုအဲဆိုင်ကနာတို့ဟိုလုံနေချေဟာရောအဲ့ဒါတွေကတော့မပြောတတ်ဘူးဒီကူနဂိုစီနနာအတိုင်းဝင်လာမလားပေါ့နော်ဒါပေမဲ့တခြား investment တွေကတော့မျောလေးလို့တိတ်ချက်တာပေါ့နော်အခုဒီ trade ဝါကြောင့်လည်းပါတယ်ပေါ့လေနောက်တစ်ခုက infrastructure ကြောင့်လည်းပါတယ်အခုဆိုလို့ရှိရင်ဒါမန္တလေးမြို့မှာတော့မှဒီ million basin နဲ့ data တွေမှာတော့မှအဲ listing ကိုပုံမှန်ပြန်ပြီးတော့မပေးနိုင်သေးဘူးပေါ့လေဆိုတော့ဒီလိုနေထားနေရတော့ investment ထောက်ဝင်လာဖို့ဆိုရင်ဟာတော့ဖြစ်နိုင်ကြတာအနေနဲ့တော့သူက trade war ကြောင့် tariff တွေရအမြင်နဲ့တော့ရှိနေပြီးတိုင်း investment နေတာမနေရုံကြမ်းနေတာမျိုးဖြစ်နေပြီဆိုတော့လေအခုလိုမျိုးအခွန်တိုးကောက်တာဟာအမေရိကန်ရဲ့ကုန်သွယ်ရေးမှာမျှတမှုရှိရင်အလွန်အကျွံအမျက်မထုတ်နိုင်ရေးအတွက်လှုပ်ဆောင်တာဖြစ်တယ်လို့အင်ပီရိုသတင်းစာရှင်းလင်းပွဲမှာပြောကြားထားတာပါအမေရိကန်အနေနဲ့မြန်မာပါဝင်နိုင်ငံပေါင်း180ကျော်အပေါ်အခွန်တိုးမြင့်လိုက်တာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများပြားပေါ်စံချိန်တင်အခွန်တွန်းမြင့်ကောက်ခံမှုဖြစ်လာတယ်လို့နိုင်ငံတကာကထုတ်ပြမှုတွေရှိတာပါအဲ့ဒီလိုအခွန်တွန်းမြင့်မှုကြောင့်အမေရိကန်မှာသွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီးအခွန်နှုံထားတတ်တာတဲ့နိုင်ငံတွေကိုရွေးချယ်ကဝယ်ယူသွားကြမယ်အနေအထားဖြစ်တယ်လို့ဗန်ရီးယားကျွမ်းကျင်သူဦးထေအောင်ကြီးကစီရင်တဲ့တင်ထဏာကိုပြောပါတယ်ဟိုကတော့သူလက်ခံရမှာပဲဘာမှတိုးပြီးရပို့တယ်ဆိုရင်ဒါသင်္ကန်းကောင်ခေါ်တာပါသင်္ကန်းကောင်ကအမေရိကန်ကတွဲတဲ့လူတွေကခံရမယ်ပတ်စံအခွန်တော်ကြီးအဲ့တော့အမေရိကန်လူတွေက ခံရမယ်ဆိုတဲ့ခါကျတော့အမေရိကန်အင်ပိုတာတွေကဒါကိုဒီနောက်တင်ပါလေတင်ကဘယ်လိုတော့မလုပ်ဖြစ်ရအမေရိကန်စားသုံးသူပဲဖြစ်ပါပေါ့တခုရှိတာကဟိုဗမာနိုင်ငံနေနဲ့ကြတော့ဆိုတော့ဒီကိုရီးယားကြီးလေရှာလေဖြစ်နေတာပေါ့လေအဲ့တော့ဟိုတခုတော့ရှိတာပေါ့ရွေးချယ်ရပစ္စည်းရရှိရဆိုလို့ရှိရင်မှာဗမာပစ္စည်းနဲ့ပြည်ပစ္စည်းနဲ့ဗမာပစ္စည်းနဲ့ဗီယက်နမ်ပစ္စည်းနဲ့ရွေးချယ်ရပစ္စည်းရှိရဆိုလို့ရှိရင်တော့သူကဒီအမေရိကန်ကအင်ပိုတာတွေကကြီးသွင်းငုံကုန်ညွန်နေတဲ့အချိန်မှာယူယူ ဝင်သွားမှာပေါ့။ဟောဆန်တော့အထိုင်းတော့ကြာတော့ရှော့ပေးထားတယ်။ဟိုပမာပြည်34လို့ဆိုရင်ထိုင်းရတူဝင်သွားမှာပေါ့။အဲ့တော့ပြောချင်တဲ့ဒီကဆန်ကလုတ်တယ်ဆိုတော့သူ့တိုင်းပြီးထိခဲ့တာတကိစ္စပေါ့။ကျွန်တော်တို့လည်းထိခဲ့နိုင်တာပေါ့။မြန်မာနိုင်ငံဟာပဋိပက္ခများပုံမကျက်ပြန့်လာမှုတဘာဝဘေးရန်ရဲ့များအခြေခံကုန်စည်ရှားပမှုတို့ကြောင့်မြန်မာစီးပွားရေးဟာ2025ခုနှစ်မတ်လမှာ အနောက်တရာခိုင်နှုန်းအထိထပ်မံကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ရဲ့ဒီဇင်ဘာ17ရက်ထုတ်မြန်မာစီးပွားရေးစောင့်ကြည့်အစီအစဉ်ခန်းစာမှာပါရှိတာပါ။ဒါပေမဲ့လည်းအဲ့ဒီအစီအစဉ်ခန်းစာဟာမကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ငလျင်ပေးကြောင်းထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကလည်းတဆင့်စီးပွားရေးတက်ရောက်နိုင်မှုအခြေအနေတွေကိုထည့်သွင်းတက်ချက်ထားခြင်းမရှိသေးပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြမငလျင်ပေးကြောင်းပြည်တွင်းပြည်ပခီးသွလာမှုတွေလျော့နေနိုင်တယ်လို့ခီးသွလုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ 2025ခုနှစ်မတ်လ28ရက်ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးကြောင့်ပြည်တွင်းပြည်ပခီးသွားလာမှုတွေညှော်နေနိုင်ကြောင်းခီးသွားလုပ်ငန်းရှင်တွေက CNN သတင်းဌာနကိုပြောပါရယ်ပုံမှန်ခီးသွားလာမှုတွေဟာမန္တလေးပြည်ဦးလွင်နဲ့အင်းလေးဒေသတို့တွားရောက်လေ့ရှိပေမဲ့လည်းမန္တလေးနဲ့စကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်အဲ့ဒီဒေသတွေမှာငလျင်ဘေးတင်ဒေသတွေဖြစ်ပေါ်ခဲ့ပါရယ်အဲ့ဒါကြောင့်ခီးသွားတွေဟာတကြံကာလရုံးပိတ်ရဲ့အတွင်းပကံဒေသနဲ့ကမ်းခြေဒေသတွေကိုသာတွားရောက်လည်ပတ်သူအချို့သာရှိနိုင်တယ်လို့ခီးသွားလုပ်ငန်းရှင်တို့က CNN သတင်းဌာနကိုပြောပါရယ် ။ဘာကြောင့်လဲဆိုတော့လက်ရှိလာနေတဲ့ခကြီးတွေရလည်းဟိုပကံမန္တလေးအင်းလေးပဲအဓိကသွားတာ။အခုကပကံကတော့ဘာမှမဖြစ်ဘူး။မန္တလေးကတော့ခြေနေတော်တော်ဆိုးတယ်။ဒါပေမဲ့အင်းဝမှာဆိုလည်း၃၀၀လောက်ပဲရှိလို့ရတော့တယ်။တနေ့နေရာတွေကရရှိတော့ဟိုပါလေဟိုပါအကြီးသေးတဲ့နေရာတွေကိုပျက်စီးကုန်တာပေါ့ဗျာ။ပြန်ပြန်မဲ့ချိန်နဲ့ဆိုအဲဒါ6လတနည်းလောက်တင်ပါလူကပါရဖို့တော်တော်ဝါမှာပေါ့။ဆိုအခုကကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပြတ်သေးဘူးလေ။အဲပြန်လဲထူထောင်ရေးတွေနောက်ပြန်လဲတိဆောက်ရေးတွေကလည်းအချိန်တခုယူအောင်ပါ။အထူးရှင်နေလည်းလိုမှာပါ။ဟိုတကြံတွင်းကတော့ကျွန်တော်ထင်တယ်ဟို beach ဘက်ကတော့သွားနိုင်တဲ့လူ ူသွားမယ်တချို့လည်းပြပသွားမယ်လေလူသွားမယ်ကျန်တဲ့လူတွေကတော့ပကံတော့တော့သွားကောင်းသွားမယ်ပေါ့နော်အဓိကချုံအားရှိတဲ့မန္တလေးဘက်ကသွားနိုင်မှာမဟုတ်တော့ဘူးပြည်ရင်းပြပဝင်ရောက်မှုဟာ2024ခုနှစ်နဲ့နိုင်ရှင်မယ်ဆိုပါကယခု2025ခုနှစ်မှာ1မီလီယံပြည့်ဖို့မလွယ်ကူကြောင်းသိရပါတယ်ဟိုတယ်နစ်ခီးသွားလာရေးဝန်ကြီးဌာနကမြန်မာနိုင်ငံကိုလာရောက်မဲ့နိုင်ငံသားတွေအတွက်အလဲဗီဇာလျှောက်ထားမှုကိုယာယီရဆိုင်ထားသော AB3 ရဲ့နေရက်စက်နဲ့ထုတ်ပြန်ထားပါတယ်အဲ့ဒီအလဲအပတ်ဗီဇာကိုအွန်လိုင်းမှာတဆင့်လျှောက်ထားမှုကိုရက်ဆိုင်ထားခြင်းဖြစ်ပြီးတန်ယုံတွေကိုလူကိုယ်တိုင်တွားရောက်လျှောက်ထားမယ် ယ်ဆိုပါကရရှိနိုင်ကြောင်းသိရပါတယ်။အလဲဘက်ဗီဇာကိုတန်ယုံမှလျှောက်ထားမယ်ဆိုပါကအဆင်ပြေနိုင်ကြောင်းခီးသွားလုပ်ငန်းရှင်တဦးကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါတယ်။ပြေးပါတယ်။တန်ယုံရှိတဲ့နိုင်ငံတွေတော့လျှောက်တဲ့ပြေးတဲ့နိုင်ငံလည်းပြေးပါတယ်။အဲတူရစ်ပေါ်ဝတ်မှုတည်တာပေါ့နော်။ကိုယ်အရဲ့တွေကလည်းရှိတော့ရှိတယ်ဗျာဟိုဒီလိုကာလတော်လာခြင်းတဲ့လူတွေရှိတယ်ပေါ့နော်ဒီချိုးကလည်းဒီကိုလေ့လာခြင်းတာ တချို့လည်းလည်းမျိုးပကံဘာမှမဖြစ်ဘူးဆိုလည်းလာနေတဲ့လူတွေရှိတယ်ကျွန်တော်တို့ဟိုဟာပေါ့အနောက်နိုင်ငံတွေကတော့မဟုတ်ပေါ့ဒီဒီဂရီတို့ဟိုဟာတို့ပေါ့နော်စပိန်တို့အဲချူရမက္ဆီကန်တို့ဘာလို့အာဂျင်တီးနားတို့ဟိုဟာတက်ကတော့ရှိပါတယ်အေပရမာတော့နှစ်ဖွဲ့ကကျွန်တော်ကင်ဆာဖြစ်သွားတယ်ပေါ့ဒါကြောင့်အဲအဲကြောင့်ဟိုဟာပေါ့ဒီဒီကအွန်ရိုက်တယ်ပြီးမယ်ဆိုတော့လည်းအဆင်ပြေပါတယ် မြန်မာနိုင်ငံမှာမတ်လ28ရက်ကလုခဲ့ခဲ့တဲ့ငလျင်ကြောင့်2025ခုနှစ် AB 9ရက်နေ့စရင်အရာ3649ဦးသေဆုံးပြီး9018ဦးဒဏ်ရာရရှိက145ဦးပျောက်ဆုံးကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရတယ်။အဲ့ဒီအပြင်လန်ဒနာတွေဆက်သွယ်ရေးကွန်ရက်တွေလူနေအိမ်တွေဘာသာရေးအဆောက်အုံတွေစာတင်ကျောင်းတွေအစိုးရရုံးတွေဝန်ထမ်းအိမ်ယာတွေဟိုတယ်တွေပြိုကျပျက်စီးဆုံးရှုံးလျက်ရှိပါရတယ်။ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။အင်းဂျင်နိုင်ငံတွေနဲ့ဆက်ဆံရေးမြင့်တင်သွားမယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကို ရှုစားလိုက်ရအောင်ပါ အနေချင်းနိုင်ငံတွေနဲ့မတူကွဲပြားမှုတွေကိုစီမံခန့်ခွဲခြင်းထောက်ပံ့ရေးကွင်းဆက်တွေကိုတိုးမြှင့်ခြင်းနဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုခိုင်မြဲအောင်လှုပ်ဆောင်မယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကကတိပြုခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ CIAP ရှေ့ရက်နဲ့9ရက်မှာပြုလုပ်ခဲ့တဲ့အနေချင်းနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာအဲ့ဒီမှတ်ချက်စကားတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြောကြားချက်တွေဟာအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲအရှိန်ပြင်းထန်လာပြီးနောက်ရှီရဲ့ပထမဆုံးလူသိရှင်ကြားထုတ်ပြန်တဲ့မိန့်ခွန်းဖြစ်ခဲ့ပါတယ်။အစည်းအဝေးအတွင်းရှီကအပြန်အလှန်ဖလှယ်မှုရှိတဲ့အနာဂတ်အတိုင်းအဝန်ကိုတိစောက်တာ ဟာအင်းကြီးနိုင်ငံတွေနဲ့တရုတ်နိုင်ငံရဲ့တနမန်ဆက်ဆံရေးကိုထိတ်တန်းနေရာကိုရောက်စေလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့အင်းကြီးနိုင်ငံတွေရဲ့ဆက်ဆံရေးဟာခေတ်သစ်သမိုင်းမှာအကောင်းဆုံးအခြေအနေအထိရောက်ရှိခဲ့ကြောင်းနိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီက EB ကိုရမှထုတ်ပြန်ခဲ့ပါတယ်။တချိန်တည်းမှာပဲမိမိတို့ဟာဒေတာတွင်နဲ့ကမ္ဘာလုံးဆိုင်ရာအခင်းကျင်းတွေပြောင်းလဲနေတယ်။အရေးကြီးတဲ့အချိန်ခါအတွင်းကိုဝင်ရောက်နေကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။တရုတ်ထက်ဒီကောင်းဆောင်နေရာအင်းကြီးနိုင်ငံတွေနဲ့တနမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီး2023ခုနှစ်ကတည်းကအခုလိုဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြင်တရုတ်ကောင်းဆောင်တွေဟာ အမေရိကန်ရဲ့ပြန်ဆန်မှုပြင်းထန်လာချိန်မှာ2023ခုနှစ်ကဦးစားပေးအစီအစဉ်ဖြစ်လှုပ်ဆောင်ခဲ့တဲ့အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးခိုင်မာအောင်တည်ဆောက်မဲ့လုပ်ငန်းစဉ်ကိုပုံမအယုံဆိုင်လာတဲ့အခြေအနေကိုအခုနှစ်ဆွေးနွေးပွဲကမိမောင်းထိုးပြသရာရောက်ခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲအချိန်ပြင်းထန်လာတာကြောင့်ရွှေနဲ့ငွေတိုက်စာချုပ်စင်းတို့မြင့်တက်လာတဲ့ဆွဲသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲအချိန်ပြင်းထန်လာတာကြောင့်ဂျပန်ရဲ့ရန်ငွေတန်ဖိုးရွှေဈေးနဲ့အစိုးရငွေတိုက်စာချုပ်ဈေးနှုန်းတွေမြင့်တက်လာကြောင်းနီကေးအရှာကဖော်ပြခဲ့ပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ခွန်တွေကောက်ခံမှုကစတင်ဖြစ်ပွားလာခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ဈေးကွက်မတိမငြိမ်ဖြစ်လာချိန်မှာယင်းနည်းမြုံနယ်သူတွေဟာရွှေနဲ့ငွေတိုက်စာချုပ်လိုအာမခံချက်ရှိတဲ့အရာတွေကိုဝယ်ယူစုဆောင်ဖို့ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။တရုတ်ကုန်စီတွေအပေါ်အခွန်၁၀၄ရာခိုင်နှုန်းကောက်ခံမှုအပါအဝင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံမှုတွေကြောင့် AP9 ရဲ့မှာဂျပန်ရဲ့ Nikkei Stock Share ဈေးကွက်ဟာ900ခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာဂျပန်နိုင်ငံမှာရှိတဲ့ယင်းနီးမြုံနယ်သူတွေကဒေါ်လာတွေကိုထုတ်ယောင်းပြီးယန်းငွေတွေကိုဝယ်ယူနေတာကြောင့်ယန်းငွေတန်ဖိုးမြင့်တက်နေပါတယ်။ဂျပန်နိုင်ငံဟာခိုင်မာတဲ့ကုန်သွယ်ရေးပုံငွေပြမှုငွေကြေးဖောင်းပွမှုနယ်ပါခြင်းနိုင်ငံရေးတည်ငြိမ်ခြင်းတို့ကြောင့်ယင်းနီးမြုံနယ်သူတွေဟာဆုံးရှုံးနေတာမှုတွေကိုတတ်တာစီဖို့ယန်းငွေတွေကိုဝယ်ယူနေကြတာဖြစ်တယ်လို့ကြေညာသူတွေကတုံ့တက်ခဲ့ပါတယ်။ဥပမာပြရမယ်ဆိုရင် အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့တဲ့2018ခုနှစ်နဲ့2019ခုနှစ်တွေအတွင်းငွေလဲနှုန်းဟာဒေါ်လာကို114ယန်မှ105ယန်အထိရောကျသွားခဲ့ကယန်းငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်။အဲ့ဒီအပြင် ဂျပန်စင်ကာပူနဲ့တောင်ကိုရီးယားအပါအဝင်စီးပွားရေးတည်ငြိမ်မှုရှိတဲ့အာရှနိုင်ငံတွေမှာငွေတိုက်စာချုပ်တွေကဆုံးရှုံးနေတာမဲ့အန်ဒီအေတွေနေပါတာကြောင့်ငွေတိုက်စာချုပ်တွေဝယ်ယူဖို့ရင်းနှီးမြှုပ်နှံသူတွေကစိတ်ဝင်စားလာကြတာပါငွေကြေးဖောင်းပွားမှုကုန်တွယ်ရေးစစ်ပွဲနဲ့ stock share ဈေးကွက်တွေပြိုလဲမဲ့အခြေအနေကိုစိုးရိမ်တဲ့ရင်းနှီးမြှုပ်နှံသူတွေအတွက်ရွှေတွေဝယ်ယူစုဆောင်းတာကလည်းအကောင်းဆုံးရွေးချယ်မှုတွေထဲမှာပါဝင်နေတာပါဥပမာပြရမယ်ဆိုရင်2018ခုနှစ်ကရွှေဈေးဟာတအောင်စကိုဒေါ်လာ1900ရှိခဲ့ရမှာ2019ခုနှစ်နှစ်လယ်ပိုင်းမှာရွှေတအောင်စကိုဒေါ်လာ1500အထိမြင့်တက်ခဲ့ပါတယ် ။အိန္ဒိယဗဟိုဘဏ်ကကာလတိုချင်းငွေတွေအတွက် အတိုးနှုန်းကိုဒုတိယအကြိမ်မြောက်လျှော့ချပေးခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ အိန္ဒိယဟာအမေရိကန်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမှုကြောင့်ရုန်းကန်နေရတဲ့စီးပွားရေးကိုမြင့်တင်ဖို့ကြိုးပမ်းနေချိန်မှာအိန္ဒိယဗဟိုဘဏ် RBI ကကာလာတူချင်းငွေတွေအတွက်အတိုးနှုန်းကိုဒုတိယအကြိမ်မြောက်လျှော့ချပေးခဲ့တယ်လို့ writer ကဖော်ပြခဲ့ပါတယ်။အဒီပြင်နောက်ထပ်အတိုးနှုန်းတွေထပ်မံလျှော့ချပွဲရှိတဲ့ငွေကြေးမူဝါဒကိုလည်းပြောင်းလဲခဲ့ပါတယ်။အမေရိကန်ရဲ့ကုန်သွယ်ခွန်ကောက်ခံမှုတွေကြီးညာခဲ့တဲ့နောက်နယူးဇီလန်ဗဟိုဘဏ်ကအတိုးနှုန်းတွေကိုလျှော့ချခဲ့ပါတယ်။အဒီနောက်အိန္ဒိယဗဟိုဘဏ်ကလည်းအတိုးနှုန်းကိုလျှော့ချတဲ့ဒုတိယမြောက်ဗဟိုဘဏ်တစ်ခုဖြစ်လာခဲ့ပါတယ်။အမေရိကန်ရဲ့ကုန်သွယ်ခွန်ကောက်ခံမှုတွေဟာကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုနှောင့်နှေးသွားစေနိုင်တဲ့ အန္တရာယ်ကိုမြင့်တက်စေခဲ့ပါတယ်။ရေကွက်ပေါ်ထွန်းစားနိုင်ငံတွေရဲ့ဗဟိုပံတွေဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေဖို့အတိုးနှုန်းတွေကိုလျှော့ချမှာလား။ဒါမှမဟုတ်အားနည်းနေတဲ့သူတို့ရဲ့နိုင်ငံသုံးငွေကြေးတန်ဖိုးတွေကိုမြင့်တက်စေဖို့လှုပ်ဆောင်မှာလား။အစရှိတဲ့အချက်တစ်ချက်ထဲကတစ်ချက်ကိုခက်ခဲစွာရွေးချယ်နေရပါတယ်။အိန္ဒိယဗဟိုပံရဲ့ထိပ်တီးတာဝန်ရှိသူ၃ဦးနဲ့ပြည်ပကျွမ်းကျင်သူ၃ဦးပါဝင်တဲ့အိန္ဒိယရဲ့ငွေကြေးမူဝါဒကော်မတီ MPC ဟာကာလာတူချင်းငွေတွေအတွက်အတိုးနှုန်းကို600ကျပ်လုံးထိလျှော့ချပေးခဲ့ပါတယ်။အိန္ဒိယဗဟိုပံဟာ2020ပြည့်နှစ်မေလနောက်ပိုင်းပထမဆုံးကြိမ်ဖြစ်2025ခုနှစ်ဖေဖော်ဝါရီ ါရီလကအတိုးနှုန်းကိုရှော့ချပေးခဲ့ပူသလိုအခုအချိန်ကဒုတိယအချိန်ဖြစ်ပါတယ်။အဲ့ဒီအပြင် အိန္ဒိယဘူဟန်ဟာငွေကြေးဆိုင်ရာမူဝါဒယက်တီချက်ကိုဗမ်မလတ်ယက်တီချက်မှာလက်ရောညှိထွေယက်တီချက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။အမေရိကန်ကအိန္ဒိယရဲ့ပို့ကုန်တွေအပေါ်အပြန်အလှန်ကုန်သွယ်ခွင့်26ရာခိုင်နှုန်းကျညာခဲ့တာဟာအိန္ဒိယရဲ့စီးပွားရေးကိုမရေရာမှုတွေဖြစ်စေခဲ့ပေမယ့်တက်ရောက်မှုအတိုင်းအတာကိုအတိအကျတည်ဖို့ခက်ခဲကြောင်းဘူဟန်အုပ်ချုပ်ရေးမှူးစန်ဂျီမဲလဟိုထရာကပြောကြားခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပမာဏဟာကျွန်တော်တို့မျှော်မှန်းထားတာထက်နှိမ့်နေခဲ့ပေမယ့်2024-2025ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက်မှာစီးပွားရေးစွမ်းဆောင်ရည်အားနည်းခဲ့ပြီးတိုးတက်မှုအနည်းငယ်တော့ရှိခဲ့ပါတယ်လို့ Mel Hotra ကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ဘာစီလိုနာကစားသမားတွေကိုဆက်ပြီးအာယုံဆိုင်ဖို့နီးပြဖြစ်သူဟန်စီဖလစ်ကတိုက်တွန်းလိုက်တဲ့တဲ့င်းပဲဖြစ်ပါတယ်။ ာစီလိုနာတင်အားချန်ပီယံလိဂွတ်တာဖိုင်နယ်ပထမကြော်ပွဲစဉ်မှာဒေါ်မွန်အသင်းကိုလီဂိုကိုမရှိတဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးမြဲနီပြဟန်စီဖလစ်ကသူ့ရဲ့ကစားသမားတွေကိုဆက်ပြီးအာယုံစိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဟန်စီဖလစ်ကကျွန်တော်တို့နောက်တစ်ဆင့်ကိုမျှရှိသေးပါဘူး။ဘောလုံးဆိုတာယူသွဆရာကောင်းတဲ့အကစားဖြစ်တဲ့အတွက်ဘာဒီဖြစ်လာမလဲဆိုတာခင်ဗျားတို့မသိနိုင်ပါဘူး။နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်ဒီပွဲမှာလုတ်ခဲ့တဲ့လိုမျိုးအမှားယွင်းမရှိပဲတော်မှမှာကျွန်တော်တို့ကစားရမှာပါကျွန်တော်တို့ကောင်းမွန်စွာကစားပြီးကိုးရီတွင်းယူနိုင်တဲ့အချိန်မှာဒီလိုတွေဖြစ်ခဲ့တာပါလို့ Movistar Plus ကိုပြောခဲ့တာပါ ဒီပွဲမှာဘာစီလိုနာအသင်းအတွက်ဂိုးတွေကိုလီဝွန်ဒေါစကီက2ဂိုးရာဖင်ညာနဲ့ယာမဲတိုကတကိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာနီးပြဟန်စီဖလစ်လက်ထက်မှာအကောင်းဆုံးရလဒ်တွေပိုင်ဆိုင်နေပြီး2025ခုနှစ်တည်းကစားခဲ့တဲ့ပွဲတွေမှာရှုံးပွဲမရှိသေးတာပါ။ဒီပွဲမှာဘာစီလိုနာအသင်းအတွက်တကိုးသွင်းပြီးဂိုးပန်တီမူ2ချိန်ပြုလုပ်ခဲ့တဲ့ရာဖင်ညာကဒီယာတီချန်ပီယံလိပြိုင်ပွဲမှာဂိုးပဝင်ပတ်သက်မှု19ဂိုးရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် Rafinha က2017-2018ရာသီက Champions League ပြိုင်ပွဲမှာ Messi တင်ခဲ့တဲ့ဒီဆန်ချိန်မှတ်တမ်းနဲ့တူညီသွားခဲ့တာပါ Rafinha က"သူဟာထိပ်တန်းကစားသမားတွေနဲ့ကစားရတာကိုနှစ်သက်ပြီး"ကွင်းထဲမှာတူနဲ့တူအကြောင်းကောင်းမွန်စွာတည်တာကအေးပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအပြင် Rafinha ကသူတို့ကဒီပုံစံတိုင်းဆက်သွားပြီးစူပလာအောင်မြင်မှုတွေရယူချင်တယ်လို့ပြောခဲ့တာပါ။ဘာစီလိုနာအသင်းဟာ Champions League ပြိုင်ပွဲမှာ Semi Final ကိုတက်နိုင်ဖို့နှိမ့်ဆက်နေတယ်လို့ La Liga ပြိုင်ပွဲမှာအမပေးစရာထိတ်ဆုံးတဲ့ Copa del Rey ပြိုင်ပွဲမှာဘိုလူပွဲရှင်ပြိုင်ကစားရဖို့ရှိနေတာပါ။ တော်မွန်ဒေနီပြကိုဗတ်ကဒီဘက်မှာသူတို့အရှုံးနဲ့ထိုက်တန်ခဲ့ပြီးကြီးမားတဲ့ရှုံးနေမှုကြောင့်နောက်တစ်ဆင့်တက်နိုင်မဲ့အခွင့်အရေးနှေးပါသွားခဲ့ပြီလို့ဝန်ခံခဲ့တာပါတော်မွန်နဲ့ဘာစီလိုနာအသင်းတို့ရဲ့ quarter final ဒုတိယကြော်ပွဲစဉ်ကို AP 16ရက်မှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်စီအိုင်သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။